မေလ26ရက်နေ့ထိုဘုရားသခင်အားဖြင့်သင်တို့သည်ယေရှုခရစ်၌တည်နေကြ၏ထိုသခင်မူကားဘုရားသခင်စီရင်တော်မူသည့်အတိုင်းငါတို့၌ပညာမှစ၍ဖြောင့်မတ်ခြင်းတန်ရှင်းခြင်းရွေးနှုတ်ခြင်းဖြစ်တော်မူ၏ကောရိန္သုဩဝါဒစာပထမစာဆောင် အခန်းကြီး1ခန်းငယ်30တဖြည်းဖြည်းကျွန်တော်ပို၍နားလည်လာရသည့်အမှန်တရားတစ်ခုမှာ အထွေးခေါ်ကြောင့်လူတယောက်ပြောင်းလဲနိုင်တဲ့ကဲ့သို့လူလူချင်းကြောင့်လည်းပြောင်းလဲနိုင်ပါသည်လူတယောက်ဤပင်ကိုဇရိုက်သည်စွမ်းအားထက်မြက်ပါသည်တနည်းအားဖြင့်အထွေးခေါ်ထက်ပင်ခွန်အားကြီးမားပါသည်ဤတာရကကိုခရိယံအယူဝါဒတွင်တွေ့မြင်နိုင်ပါသည်ခရိယံဘာသာ၏လှုပ်ဝက်ချက်မှာကျင့်ဝတ်အထွေးခေါ်အယူဆကြောင့်မဟုတ်ပဲတစုံတစ်ယောက်ပေါ်တွင်သာမိခိုးပါသည် ထို့သူမှာသခင်ယေရှုဖြစ်ပါသည် လူတို့အနေဖြင့်အခြားအခြားသောအတွေးခေါ်များနှင့်ကျင့်ဝတ်တရားကိုရှာတွေ့နိုင်မည်ဖြစ်တော်လဲနောက်ထပ်အခြားသခင်ယေရှုတယောက်ထက်မှန်ရှာဖွေတွေ့ရှိရန်မရှိနိုင်ပေလူသမိုင်းတွင်သခင်ယေရှုနှင့်နှိုင်းရှင်နိုင်သူမရှိပေယနေ့အတွက်ဆုတောင်းချမ်းအခြားသူတွေကိုသခင်ယေရှုရဲ့ချစ်ခြင်းမေတ္တာပြောပြတဲ့အခါမှာကျွန်တော်ရဲ့ပင်ကိုယ်စရိုက်ကို သခင်ထံမှာမြှုပ်ထားခွင့်ပြုပါသခင်အာမင် ဟုတ်ကဲ့ပါအဆုံးထိနားဆင်ပေးခဲ့တဲ့တဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ။မနေ့ပြန်ပါလဲတခြားသောဆူတောင်းချက်ကလေးကိုဖတ်ပြပေးဦးမှာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ထားခဲ့ပေးဖို့လည်းမြစ်တိုင်ရိုက်ခံလိုပါတယ်။အားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါတယ်။နောက်ရက်တွင်မှာပြန်တွေ့ပါအောင်ခင်ဗျာ။